မြန်မာလူငယ်များပြည်ပနိုင်ငံများသို့တရားမဝင်ထွက်ခွာမှုအပါအဝင်နေလမျိုးစုံပြထွက်ခွာနေမှုများကိုတာစီပိတ်ပေရအတွက်စစ်တကနေလုပ်ငန်းရှင်များကိုအကူအညီတောင်းလာကြောင်းမြန်မာနိုင်ငံသားရေးကုန်သည်များနေစစ်မှုလမှုလုပ်ငန်းရှင်များအသိအကျုံမှယနေ့တွင်ရန်ကုန်ခေတ်သတင်းဌာနသို့ပြောကြားလာခဲ့ပါသည်စစ်ကော်မရှင်ဝန်ကြီးကိုကိုလိုင်းကစက်တင်ဘာလ18ရက်နေ့ရန်ကုန်မြို့ UMFCCI တို့လာရောက်ပြီးလုပ်ငန်းရှင်များနဲ့တွေ့ဆုံခဲ့ကြောင်းရင်းတို့တွေ့ဆုံရတဲ့လဲမြန်မာနိုင်ငံမှာလူငယ်များနဲ့အလုပ်သမားများပြည်ပနိုင်ငံများတို့တရားမဝင်ထွက်ခွာနေမှုများကိုရှော့ချနိုင်ရေးအတွက်အကူအညီပေးကြရတဲ့အလုပ်ကိုင်တဲ့များကိုဖန်တီးပေးရအတွက်ပြည်အားပေးလာကြောင်းသိရပါတယ်လူငယ်တွေအနေနဲ့အလုပ်သမားတွေတရားဝင်ရောတရားမဝင်ရော ြည်ပထက်တာတွေအများများနေပါတယ်ဒါကြောင့်မလို့လဲအဲ့ဒါကိုရွှေ့ချနိုင်ဖို့အတွက်တာဆီးနိုင်ဖို့အတွက်စီးပွားရေးလုပ်ငန်းရှင်တွေကုန်တယ်တွေအနေနဲ့အလောက်ကိုင်းတဲ့တစ်ခုကိုဖန်တီးပေးနိုင်ဖို့လုပ်ငန်းခွင်မှာတတ်တာချောင်းကြီးရင်းနဲ့ထိုက်တဲ့လစာတွေပေးကြဖို့အတွက်အခုကိုလိုင်းကပြောဆိုခဲ့ပါတယ်အထက်ကနိုင်ငံတော်ဘက်ကလည်းပြုလုပ်ပေးနိုင်တာတွေရှိရင်တော့တင်ပြပါအလောက်ကိုင်းတဲ့တွေဖန်တီးကြပါလို့ဆိုပြီးဖျားပေးလာခဲ့တာပါ ဒါပေမဲ့လည်းလူငယ်တွေဖြေပကိုထောက်ကနေတာကအလောက်ကင်မရှိတာထက်စစ်စစ်မှုတမ်းဥပဒေကြောင့်ဆိုတာကတော့အတိတသားကြီးနဲ့အတိကျုံပြူပြီးတော့ပြောနေတာလို့ UMFCCI ကသတင်းထုတ်ပြန်ခဲ့ပါတယ် အခြားတစ်ဖက်တွင်လည်းစစ်တပ်ကပြည်ပသို့လူငယ်များအစစ်တပ်ကနေလိလံမျိုးစုံဖြင့်တင်းကျပ်နေသဖြင့်တာချီလိုက်လမ်းကြောင်းမှတဆင်ပြည်ပနိုင်ငံများသို့တရားဝင်ထွက်ခွာမှုမှလည်းခက်ခဲလာကြောင်းသိရပါသည်။လက်ရှိချိန်တွင်စစ်မှုထမ်းဥပဒေကိုတင်းချောင်ရေးအတွက်လူငယ်များမှမလေးရှားနိုင်ငံမှာထားနိုင်ငံများစီတို့တရားမဝင်တဲ့ဇက်ဖြတ်ကျော်၍လမ်းကြောင်းများမှာတဆင်သွားရောက်လျက်ရှိကြောင်းမြဝတီဖရာသုံးစုမျိုးနဲ့တဝဲမောင်တော်လက်များတွင်ထားနိုင်ငံတို့တရားမဝင်သွားရောက်နေသည့်လမ်းကြောင်းများဖြစ်ကြောင်းသိရပါသည်။ တို့ရရင်မြန်မာလူငယ်များကတရားမဝင်တဲ့ဆက်ဖြတ်ကျော်၍ပြည်ပသို့ထွက်ခွာသည့်နေရာများတွင်ထိုင်းနိုင်ငံအတွင်းမြန်မာနိုင်ငံသားများတရားမဝင်ဝင်ရောက်ပေးမှုကြောင့်ဖမ်းဆီးခံရမှုမှာတပတ်အတွင်းလူဦးရေ၃နောက်ကျော်အထိရှိလာကြောင်းမြန်မာရွှေပြောင်းလူသမားများကူညီပေးနေသည့်အေဂျင်စီများကပြောဆိုခဲ့ပါသည်။ လက်ရှိချိန်တွင်ထိုင်းနိုင်ငံအတွင်းမြန်မာနိုင်ငံသားများပြားတရားမဝင်ဝင်ရောက်ပေးမှုများကြောင့်ဖမ်းဆီးခံရသူများမှာတရားများတွေမကြာခဏဆိုသလိုထုတ်ပေါ်ခြင်းခံခဲ့ရကြောင်းလည်းသိရပါတယ်။ထို့ပြင်ယမနီစက်တင်ဘာလ16ရက်နေ့တရက်တွင်ထိုင်းနိုင်ငံကက်ချာပူရီခရိုင်တွင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား166ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းများဌာနတွင်ဖော်ပြသွားခဲ့ပါတယ်။လက်ရှိချိန်တွင်ဂျမ်ဘတ်စတကမြန်မာနိုင်ငံအတွင်းမတရားစစ်မှုတုံးပရိကိုအတင်းအကျပ်အကောင့်ထဲပို့နေသည့်ပြင်ပေါ်တာဆွဲဖွဲ့မှုများလည်း နေရအနှံ့လှုပ်ဆောင်နေသည့်အတွက်လူငယ်များပြပတော့ကရန်အတွက်နေမျိုးစုံဖြင့်ပုံမှုကျိုးပန်းလာခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အစမ်းမစရက်ကစစ်မှုထမ်းရန်အတွက်အကျုံးဝင်သည့်အသက်16နှစ်မှအသက်35နှစ်တွင်အမျိုးသားလူငယ်များကိုပြပသောအလောက်ကံဖြင့်ထွက်ခွာခွင့်များကိုလုံးဝမပြုဘဲအမိတ်ထုတ်ပြန်၍တားမြစ်ထားကြောင်းလည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပေါ့မြို့နယ်နှင့်မြန်မြို့နယ်အဆက်ရှိ ရင်းနှံမောများကိုအကြမ်းမတ်စစ်တပ်ကဝိုင်းတွဲလျင်ပြေပုံ55လုံးထပ်မံပုံကျဲတိုက်ခဲ့ကြသောဒေသခံပြည်သူများထပ်မံသိရပါသည်။စနေမလ18ရက်နေ့မိုးလဲ9:30မိနစ်ခန့်ကစတင်ပြီးမိထီလာလေးတပ်မှတလာသောအကြမ်းမတ်စစ်တပ်ဝိုင်းတွဲလျင်တစီသည်ပေါ့မြွနယ်နေမြိုင်မြွနယ်အဆက်ရှိရင်းနှံမောများကိုပုံ55လုံးဖြင့်12လုံးပုံကျဲတိုက်ခဲ့သွားခဲ့ကြောင်းသိရပါသည်။အကြမ်းမတ်စစ်တပ်၏ပုံကျဲတိုက်ခတ်မှုများအတွေ့ပြည်သူများမှာ ထိခိုက်မှုရှိမရှိကိုအတူပြုနိုင်ခြင်းမရှိသေးပေဒေသခံပြည်သူများထံမှဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။အလားတူစတေမာလာ16ရက်နေ့19ရက်နေ့ကလည်းအကြံဖတ်စတဲ့ကမြန်မြွနယ်နေပေါင်းမြွနယ်ဆက်ရင်နံမောများကိုစစ်တပ်ကနေလေဇရိုက်ဆိုသလိုပုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူတို့ဦးသိဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါဗျ။ထို့ပြင်မန္တလေးတိုင်းမတရားမျိုးနဲ့ဇဂိုင်းတိုင်းဝက်လက်မျိုးနဲ့ဆက်၁၄သုံးစီဖြေလာတော့ စစ်တပ်စစ်ကြောင်းများကတပ်သားရွာများကိုမိရှို့နေကြောင်းသိရပါဗျ။စနေမာလ18ရက်နေ့ညနေပိုင်းတွင်မတရားမျိုးနယ်နှင့်ဝက်လက်မျိုးနယ်ဆက်ရှိ14သုံးသိဖြစ်လာရောက်သောစစ်တပ်စစ်ကြောင်းများကိုဝေးရောက်စင်းနေပြီးနေအိမ်မှတစင်မိရှို့နေကြောင်းသိရပါဗျ။လက်ရှိချိန်တွင်ခြေရွာနေပြည်သူများသည်ဘေးလွတ်ရာကိုထွက်ပြေးထိမ်းရှောင်နေရပြီးလူများထိခိုက်မှုရှိမရှိနေနေအိမ်ပျက်စီးမြို့များခြေနေကိုအထူးပြုနိုင်ခြင်းမရှိသေးကြောင်းလည်းသိရပါဗျ။